တာလီစော့ပါရခိုင်ပြည်တွင်းမှာတပတ်တွင်းဗားရီထူကြကလေးဆိုတဲ့အစီအစဉ်ကနေကြိုဆိုပါတယ်ဒီတစ်ပတ်မှာတော့မောင်တော်မြောက်ပိုင်းမှာအာရခတက်တော်အေးနဲ့မွတ်စလင်ဂျပတ်လက်နက်ကိုင်ဖွဲ့ဖြစ်တဲ့အာဆာဖွဲ့တို့တိုက်ပွဲဖြစ်တာကြောင့်အာဆာဖွဲ့ဝင်တွေနေ့မြင့်ထင်းမှာအလောင်းတွေမျောနေတယ်ဆိုတဲ့အကြောင်းအာရခတက်တော်အေးသိမ့်ပိုက်ထားတဲ့နေရကန်ပင်မကုန်းကြီးကိုစစ်ကောင်စီကထိုးစစ်ဆင်နေတဲ့အကြောင်းပဲခူးတိုင်းတွေကစစ်ကောင်စီတက်စခန်တစ်ခုကိုအာရခတက်တော်အေးကသိမ့်ပိုက်လိုက်တယ်ဆိုတဲ့အကြောင်းနဲ့အာရခတက်တော်အေးအုပ်ချုပ်နေတဲ့ရခိုင်ပြည်တွင်းမှာရခိုင်နဲ့မွတ်စလင်တွေဘလို့နေထိုင်ကြလဲဆိုတဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ ထမအောင်ဆောင်နေတဲ့မြန်မာဘင်္ဂလားဒေ့ရှ်နေဆက်မောင်တော်မြို့နယ်မြောက်ပိုင်းနေမြစ်ထိပ်မှာမွတ်စလင်ကျမ်းပတ်လက်နက်ကိုင်ဖွဲ့တွေဖြစ်တဲ့အာစာအဖွဲ့ဝင်တွေအလောင်းတွေမျောနေတယ်ဆိုတဲ့အကြောင်းကိုကြည့်အောင်ပါရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နေဆက်နေမြစ်ထိပ်မှာမွတ်စလင်ကျမ်းပတ်လက်နက်ကိုင်ဖွဲ့ဖြစ်တဲ့အာစာအဖွဲ့ဝင်အလောင်းတောင်းလုံးထက်မင်းမျောနေတယ်လို့သိရပါတယ်အဲ့ဒီလောင်းတွေဟာမောင်တော်မြို့နယ်မြောက်ပိုင်းမှာအရခတက်တော်ရင်နဲ့မွတ်စလင်ကျမ်းပတ်လက်နက်ကိုင်ဖွဲ့ဖြစ်တဲ့အာစာအဖွဲ့တို့တိုက်ပွဲဖြစ်ပြီးဆက်လက်နဲ့ထွက်ပြေးစီမှာနေမြစ်ထိပ်မှာဆက်လက်နေသွားတာအကြောင်းလို့ဆိုပါတယ် ဲ့ဒီဆက်လက်ထိမှာအာစာကျန်းဖက်အဖွဲ့ဝင်80ခန်းတင်ဆောင်လာတာဖြစ်ပြီးဆက်လက်နှိမ့်ရမှာအများပြားတည်ဆုံသွားတယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့နဲ့ဆက်ရှိရနေတွေကလည်းမွတ်စလင်ကျန်းဖက်လက်နက်အဖွဲ့ဖြစ်တဲ့အာစာအဖွဲ့ဝင်အလောင်းနှလောင်းကိုတွေ့ရှိခဲ့တယ်လို့အသက်ရှင်လျက်ကန့်ကတ်လာသူတွေလည်းရှိနေပါဗျ။အဲ့ဒီမွတ်စလင်အကြံဖက်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အာစာအဖွဲ့ဝင်တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကကော့ဘဇာတခွတ်တဲ့စခန်းမှာခိုးလုံနေသူတွေဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကတော့အရခတက်တော်ရဲ့သိမ်းပိုက်ထားတဲ့နေရီကန်ပင်မကုန်းကြီးကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတဲ့အကြောင်းပါအေးလေဝေးမကဝေး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 နေရီကန်ပြူဟာပင်မကုန်းကြီးကိုအရခတက်တော်ရဲ့နဲ့မဟာမိတ်ပူပေါင်းအဖွဲ့တွေကအောက်တိုဘာ14ရက်မနေ့ကသိမ်းပိုက်ပြီးနောက်စစ်ကောင်စီကလည်းစစ်ကူအင်အားတွေနဲ့ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဟာနေရီကန်ပြူဟာပင်မကုန်းတဲ၁၀တဲရှိတဲ့ခမောက်တောင်ကုန်းနဲ့ကပ္ပဆာ၁၄ကပင်မကုန်းကြီးကိုတပ်ဖို့စူးစမ်းနေတာလို့ဆိုပါတယ်။ အဲ့ဒီစစ်ကြောင်းကိုမနေ့ညနေပိုင်းကလေးကအရခတက်တော်အေးနဲ့မဟာမိတ်ပူပေါင်းဖွဲ့တွေကဂျာဖြတ်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲတွေတော့ပြင်းထန်နေတယ်လို့သိရပါတယ်။အဲ့ဒီနေ့ကံပြူဟာကုန်းကိုပြီးကြတဲ့2025ဖေဖော်ဝါရီလကစလို့အရခတက်တော်အေးနဲ့မဟာမိတ်ပူပေါင်းဖွဲ့တွေကထုစစ်စင်တိုက်ခိုက်တာဖြစ်ပြီးကိုလာခန့်အကြမှာပင်မကုံကြီးကိုတင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အရခတက်တော်အေးတင်ပိုက်ခဲ့တဲ့နေ့ကံပြူဟာပင်မကုံကြီးဟာစစ်ကောင်စီရဲ့လေကြောင်း NDA ကာကွယ်ရေးအတွက်အဓိကကြားတဲ့အပြင်စစ်ရေးအရာတော်လေးအရေးပါတဲ့စခန်းတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းပုတ်အနေနဲ့ပဲခူးတိုင်းဒေသစစ်ကောင်စီတပ်စခန်းတစ်ခုကိုအရခတ်တော်အေကအပိသက်တိမ့်ပိုက်နိုင်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်ပဲခူးတိုင်းပန်းအောင်မြို့နယ်ကစစ်ကောင်စီတပ်စခန်းတစ်ခုကိုအရခတ်တက်တော်အေကထုတ်စစ်ဆင်တိုက်ခိုက်ပြီးနောက်အပိသက်တိမ့်ပိုက်နိုင်ခဲ့တယ်လို့အရခတ်တက်တော်အေကအော်တိုဘာ15ရက်မနေ့ညကထုတ်ပြန်ပါတယ်။အဲဒီစခန်းဝန်းကျင်မှာတိုက်ပွဲဖြစ်ပေါ်တာကာလအတန်ကြာခဲ့ပြီးဆိုပေမဲ့ဒီရက်ပိုင်းမှာအရခတ်တက်တော်အေကထုတ်စစ်အချိန်မြင့်တိုက်ခိုက်ခဲ့တာကြောင့်တိမ့်ပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ အဲ့ဒီစခန်းသိန်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သားအလောင်းတွေလက်နက်ခင်းရဲနဲ့စစ်သုံးဆောင်ပစ္စည်းတချို့ကိုတင်စေရမိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒါ့အပြင်ရခိုင်နဲ့ပဲခူးတိုင်းအဆက်ရခိုင်နဲ့မကွေးတိုင်းအဆက်နဲ့ရခိုင်နဲ့အေရဝတီတိုင်းအဆက်တွေမှာလည်းစစ်ကောင်စီရဲ့ထိုးစစ်တွေကိုအရခတ်တက်တော်ရဲ့အကောင်ဆုံးခံစစ်တွေနဲ့အတူတံပြန်ထိုးစစ်တွေနဲ့ဟန်ချက်ညီညီဆင်နွှဲနေတယ်လို့လည်းဆိုပါတယ်။ နေရီကံပြူဟာပင်မကုန်းကြီးကိုလေအာရခတက်တော်ကြီးကတိမ်ပိုက်ထားပြီးဖြစ်တယ်လို့အပိသက်တိမ်ပိုက်ဖို့ကြံရှိနေတဲ့လက်ကြံနေရာတချို့ကိုထုစစ်စင်တိုက်ခိုက်နေတယ်လို့ကစင်ကလေးအားထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေနဲ့နေရာတချို့မှာတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့လည်းဆိုပါတယ်။ဒီလိုထုစစ်တွေအတွင်းတိုက်ရိုက်ခိုက်ရရှိတဲ့အာရခတက်တော်ကြီးတပ်သားတွေနဲ့အတူပိဆက်ဆွလင်ခရတဲ့အာရခစစ်သည်တွေကိုအလေးနဲ့ဂုံပြူတယ်လို့လည်းဆိုပါတယ်။ဒါ့အပြင်လက်နက်ချအညံ့ခံတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းစစ်သုံးပန်းဥပဒေနဲ့ညီကောင်းမွန်စွာပြုစုစောက်ရှောက်ပေးထားတယ်လို့လည်းအေကပြောဆိုထားပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့အရခတက်တော်အေအုပ်ချုပ်နေတဲ့ရခိုင်ပြည်တွင်းမှာရခိုင်နဲ့မွတ်စလင်တွေဘလို့နေထိုင်ကြလဲဆိုတာကိုကျွန်တော်တို့ကြည့်အောင်ပါအရခတက်တော်အေထိန်းချုပ်ထားတဲ့ရခိုင်ပြည်တွင်းကဈေးတစ်ခုကိုမြင်တွေ့နေရတာပါဒီဈေးမှာဆိုရင် ရခိုင်ဈေးတွေမွတ်စလင်ဈေးတွေဈေးလာဝေတဲ့ရခိုင်မွတ်စလင်တွေဟာငင်းငင်းကြမ်းကြမ်း သဟဇတာကြကြကုလူဆက်ဆန်နေတာကိုမြင်တွေ့နေရတာလည်းဖြစ်ပါတယ်အရခတ်တော်ရေးထိချုပ်ထားတဲ့နေပြည်တော်မှာမွတ်စလင်တွေကိုခွေးချဖိနှိပ်ဆက်ဆံနေဆိုပြီးမွတ်စလင်ရဲ့တက်ကြလှူရှားသူတွေရဲ့ဆွဆွေးမှုတွေဟာမဟုတ်မှန်တဲ့အကြောင်းကိုဒီဈေးကတက်တည်ပြနေပါပြီ။မွတ်စလင်ရဲ့တက်ကြလှူရှားနေသူတွေရဲ့ဝါဒဖြန့်ချိနေတာတွေဟာမြေပြင်နဲ့ဘလောက်ထိကွာခြားနေလဲဆိုတာကို

အရခတ်တက်တော်ရဲ့အခြေခံစစ်တနဲ့ပြီးမြောက်သွားတဲ့အရခတ်စစ်တွေကိုတွေ့မြင်ရတာဖြစ်ပါတယ်ဒီစစ်တွေဟာခက်ခဲကြမ်းတမ်းတဲ့တင်းနှံကိုပြီးမြောက်သွားတာကြောင့်ကိုတိုင်းပြည်ကိုလူမျိုးတွေအတော်ဝန်ထမ်းဆောင်ဖို့စိတ်တက်တက်ကြွနေတာကိုလည်းအထင်သာမြင်တွေ့နေရပါတယ်။ အရခတ်တော်ရဲ့စစ်သူတွေဟာငွေရုံပြုံမှုအမိန်နာခံမှုနဲ့ဇွေလုံလာရိယာတတိပြောင်မြောက်မှုတွေကိုစစ်ကောင်စီတပ်ကိုအပြတ်အသတ်အလေးထိုးအနိုင်ယူမှုတွေကတက်တည်ပြနေတာလေးဖြစ်ပါလိမ့်ခင်ဗျာအဘဘရီယာရေရတဲ့ရုံးကိုခရီးပြန်မရမနာရေရတဲ့ရုံးဘရီလိုအေဘရောင်းနဲ့ပရိုတက်ဖဲလာမှုနဲ့မျိုးရှင်ဘရိုဆိုင်ကိုက်ပြော ကကြောင့်ဘူးဘူးဒါကဒါကြီးဘူးကနဘာရဘူးရဘူးဘူးကပါတော့ဘာမှဆုံးရတော့ဘူးနောက်ဆုံးတော့ပုံအနေနဲ့ကတော့စစ်ကောင်စီခြေပါမဲ့ရွေးကောက်ပွဲမှာရခိုင်ပြည်တွင်းမှာဆိုရင်ဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင်ဦးဆောင်ပါတီ AFP နဲ့ဥပချေဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားပါတီ RNP တို့ဝင်ရောက်ချင်ပြိုင်ကြမယ်အကြောင်းဖြစ်ပါတယ်။ ဥပချိန်ဥဆောင်တဲ့ရခိုင်တိုင်းရင်းသားပါတီ RNP ဟာမန်အောင်မြို့ပေါ်မှာလူထုစည်းရုံးရေးတွေလှုပ်ဆောင်နေတယ်လို့ပါတီယုံကိုလည်းဖွင့်လှစ်လိုက်တယ်လို့သိရပါတယ်။ရခိုင်တိုင်းရင်းသားပါတီဟာကြောက်ဖြူမြို့မှာဌာနချုပ်ရုံးဆိုင်ပြီးမန်အောင်နဲ့စစ်တွေတွေမှာလည်းယုံဖွင့်ထားတယ်လို့သိရပါတယ်။ နမဒဇင်ဘာလအတွင်းကျင်းပမဲ့ရွေးကောက်ပွဲမှာရခိုင်ပြည်တွင်းကဆိုရင်စစ်တွေကြောက်ဖြူနဲ့မြောင်မြင့်တွေတို့ပါဝင်ပါတယ်။အဲ့ဒီရွေးကောက်ပွဲမှာရခိုင်ပြည်တွင်းဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင်ဦးဆောင်ပါတီနဲ့ဥပချင်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားပါတီတို့ဝင်ရောက်ချင်ပြိုင်မာလေးဖြစ်ပါတယ်။သူတို့တွေဟာရွေးကောက်ပွဲကျင်းပမဲ့မြို့တွေမှာအပြိုင်ဆိုင်လူထုစည်းရွေးတွေလှုပ်ဆောင်နေသလိုစစ်ကောင်စီကလည်းရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သင်တန်းပေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အရခတက်တော်ရေးထိန်းချုပ်ထားတဲ့မြို့နေတွေကပြည်သူတွေကတော့အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ဘယ်သူမှစိတ်ဝင်စားတာမတွေ့ရပါဘူးခင်ဗျာ။ ရခိုင်ပြည်တွင်းကတပတ်အတွင်းထူခြားတဲ့သတင်းတွေကိုတင်ပြပေးကြတာဖြစ်ပါတယ်။နောက်လာမယ့်ပတ်တွင်းမှာလည်းရခိုင်ပြည်တွင်းမှာဘာတွေထူခြားမလဲဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။အဆုံးထိကြည့်ပေးကြတဲ့သွားရချင်းများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။